မိဘပြည်သူများရှင်ခန့်နေစုရဲ့သတင်းတင်ပြချက်လေးဖြစ်ပါရဲ့ရှင်။မိဘပြည်သူများမြန်မာနိုင်ငံသားဖြစ်တဲ့မြန်မာနိုင်ငံမှာမွေးဖွားကြီးပြင်းနေဆိုရင်စကားလေးတစ်ခုကြားဖို့ပါလိမ့်မယ်။အိမ်သာလို့ဧလာဆိုတဲ့စကားလေးဖြစ်ပါရဲ့။တာယာအေးချမ်းနဲ့မင်္ဂလာရှိတဲ့အိမ်ကိုဧကောင်းဆောင်ကောင်းတွေရောက်ရှိပါရဲ့ရှင်။ဒီနေ့ကျွန်မပထမဆုံးတင်ဆက်ပေးရမှာကအဲ့ဒီသတင်းလေးဖြစ်ပါတယ်။တာယာလှပတဲ့နမိတ်တွေပြေဝနေတဲ့ကျွန်မနိုင်ငံကိုဧည့်သည်ကောင်းတရားရောက်ရှိလာပါရဲ့ရှင်။အဲ့ဒီဧည့်သည်ကတော့ဘယ်လာရုနိုင်ငံသမရကြီးဖြစ်တဲ့ သမ္မတကြီးမစ္စတာအလက်ဇန်ဒါလူကာရှန်ကိုဟာဆိုရင်ကျွန်မနိုင်ငံကိုတရားဝင်ချစ်ကြည်ခီးစဉ်လာရောက်ခဲ့ပါရှင့်ဒီခီးစဉ်လေးကြောင့်ကျွန်မတေချာလေးပြောပြပါမယ်ဒီခီးစဉ်လေးကိုရောက်ရှိလာတဲ့အကြောင်းရင်းကတော့ကျွန်မတို့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတဦးမင်းအောင်လမ်းနေပြီးတော့ဖိတ်ကြားတဲ့အတွက်ရောက်ရှိလာနေတာဖြစ်ပါရှင့်မြန်မာနိုင်ငံကိုတရားဝင်ချစ်ကြည်ခီးရောက်ရှိလာတဲ့အထူးအဖွဲ့ဟာဆိုရင်နိုဝင်ဘာလ29ရက်ညပိုင်းမှာမြန်မာနိုင်ငံကိုရောက်ရှိလာပါရှင့်မနေ့ကဒေရင်စိုက်တဲ့အခါမှာ တင်းမီဒီယာသမားတွေလည်းသွားရောက်ပြီးတော့ကြိုဆိုကြတာမြင်တွေ့ရပါတယ်။ကိုကျော်စိုးဦးနဲ့ကိုကျော်မျိုးမင်းသွားရောက်ပြီးတော့ကြိုဆိုပါတယ်။ကြိုဆိုတဲ့အခမ်းအနားသတင်းလေးကိုလည်းသူတို့တင်ဆက်ထားတာလေးကိုကျမတို့တွေ့ရပါတယ်ရှင်။ဒီလိုကြိုဆိုတဲ့အခါမှာထူးခြားချက်လေးပေါ့နော်။ထူးခြားချက်လေးရှိပါရဲ့ရှင်။အဲ့ဒါကတော့သမနာကြီးတို့စီးနင်းလာတဲ့လေရင်ဆိုက်ရောက်တဲ့ခါမှာဆိုရင်ကျမောက်နိုင်ငံက SU 13လို့ခေါ်တဲ့လေရင်ကြီးနဲ့ပေါ့နော်ကြိုးဆိုပြီးတော့ဂုံပြူတာကိုလည်းမြင်တွေ့ရတယ်။ဒါအပြင်ကိုဘယ်လာရုသမနာ နိုင်ငံရဲ့တမရဦးဆောင်တဲ့အစ်စ်မြစ်ကိုစလဲဖွဲ့ကိုနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောပို့ဆောင်ရေးနဲ့ဆက်သွယ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးနေပြည်တော်ကောင်စီဥက္ကဋ္ဌနိုင်ငံဆိုင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဘယ်လာရုတမရနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတန်မတ်ကြီးနဲ့မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုတမရနိုင်ငံတန်မတ်ကြီးစတဲ့သူတွေနဲ့အတူနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေကတိခီးစင်ကိုရောက်ရှိလာတဲ့အတွက်နှွေးထွေးစွာသွားပြီးတော့ကြိုးဆိုကြတာကိုလည်းမြင်တွေ့ရပါရဲ့ရှင် ဆိုတဲ့ခန္ဓာလေးရာဆိုရင်အမတန်ချစ်ဖို့ကောင်းပါရဲ့ရှင်။လေရင်ဆိုင်ရောက်တဲ့ခါမှာကော်ဇောနီခင်ပြီးတော့ကြိုးဆိုတယ်ကျမောင်းနိုင်ငံရဲ့ရှင်ရှင်းမှုတွေပါဝင်နေတဲ့ဝစားစင်မှုလေးတွေနဲ့ပေါ့နော်။ခီးဥကြိုပြုခဲ့ကြတာကိုလည်းမြင်တွေ့ရပါရဲ့ရှင်။ကျမတို့မြန်မာနိုင်ငံနဲ့ဘယ်လာရုနိုင်ငံဟာဆိုရင်တန်တမာဆက်ဆံရေးရှိခဲ့တာ26နှစ်ရှိခဲ့ပါပြီ။အဲ့ဒီ26နှစ်တာကာလအတွင်းမှာဘယ်လာရုနိုင်ငံရဲ့တမရတအူးအနေနဲ့မြန်မာနိုင်ငံကိုပထမဆုံးခီးစဉ်ဖြစ်လာရောက်တာဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကျမတို့နိုင်ငံအတွက်ခုံယူစရာခီးစဉ်လေးတစ်ခုပါပဲရှင်။ ဘယ်လာရုနိုင်ငံသမ္မတအနေနဲ့အခုလိုမျိုးတရားဝင်ချစ်ကြည်ခီးစင်လာရောက်တဲ့အကြောင်းရင်းကတော့ကျွန်မနှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ဖို့အတွက်တည်းမကစိုက်ပျိုးရေးဝေးမြူရေးကုန်ထုတ်လုပ်ရေးစတဲ့လုပ်ငန်းဆောင်တာတွေပါပူးပေါင်းလှုပ်ဆောင်ဖို့အတွက်ကိုလာရောက်ပြီးတော့ညှိနှိုင်းတဲ့ကိစ္စတွေလာရောက်လှုပ်ဆောင်နေဆိုပြီးကျွန်မသိရပါရှင့်ပြောရမယ်ဆိုတော့ကျွန်မနိုင်ငံအတွက်တကယ်ကိုကောင်းမွန်တဲ့အရာတွေယူဆောင်လာပြီးတော့ရောက်ရှိလာတဲ့ခီးစင်ခုဖြစ်ပါတယ်ဒါကြောင့်ကျွန်မကအိမ်သာလို့ဧည့်လာတယ်ဆိုတဲ့စကားလေးကိုအသုံးပြုတာဖြစ်ပါရှင့် ဗလာရုနိုင်ငံသမ္မတရဲ့ခီးစင်မှာဆိုရင်ထူးခြားမှုတွေတခုလည်းရှိပါသေးတယ်။ဒီဘက်သူများကြည့်လိုက်ပါအောင်ရှင်။နေပြည်တော်မှာရှိတဲ့လမ်းတလမ်းကိုဗလာရုနိုင်ငံသမ္မတကြီးလာရောက်တဲ့ခီးစင်အမှတ်တရအနေနဲ့ဗလာရုနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့မင့်မြို့ကိုအစွဲပြုပြီးတော့မင့်လမ်းအနေနဲ့အခုဆိုရင်ဖဲချုပ်ဖြတ်ခွင့်လွှတ်လိုက်ပါတယ်ရှင်။ဒီလမ်းလေးကိုတေချာလေးပြင်ဆင်နေရကျွန်မလည်းနေပြည်တော်မှာသွားရင်လာရင်လည်းတွေ့ပါရဲ့ရှင်။ကျွန်မနိုင်ငံချစ်ကြီးရဲ့အတွက်အရေးပါတဲ့အမှတ်တရလမ်းလေးတစ်ခုဆိုရင်လည်းမမားပါဘူးရှင်။ 29ရက်နေ့ညမှာလေရင်ဆောက်ရောက်ပြီးတဲ့အခါမှာ28ရက်နေ့ရောက်တဲ့အခါမှာတော့ကျမောက်နိုင်ငံရဲ့ယာယီသမ္မတကြီးဖြစ်တဲ့ဦးမင်းအောင်လှမ်းနေပြီးတော့သမ္မတအိမ်တော်ကနေဘယ်လာရုရဲ့သမ္မတကြီးကိုတရားဝင်ကြိုဆိုပြီးတော့နှုတ်ဆက်ခဲ့ပါတယ်ရှင့်ဒီမှာအမှတ်တရတပ်ပုံလေးတွေဖြစ်ပါတယ်ဘယ်လာရုသမ္မတကြီးရဆိုရင်သမ္မတအိမ်တော်ရောက်ရှိတဲ့အခါမှာအထူးဧည့်သည်တော်မှတ်တမ်းမှာလည်းလက်မှတ်ရေးထိုးခဲ့တာကိုမြင်တွေ့ရပါတယ်ရှင့်အခုလိုမျိုးသူများနိုင်ငံကကျွန်မနိုင်ငံကိုပေါ့နော်တရားဝင်ချစ်ကြည်ခီစဉ်လောက်တယ်ဆိုတာကျွန်မနိုင်ငံအတွက်ဂုဏ်ယူစရာပါပဲရှင့် ကြည်ကြည်ခီးစဉ်တစ်ခုတည်းတည်းမကဘဲနဲ့ကျွန်မနိုင်ငံအတွက်အကျိုးမြတ်တွေအများကြီးလဲဆောင်ယူလာခဲ့ပါတယ်။ဒါလေးကကျွန်မတို့အတွက်သတင်းကောင်းလေးပါပဲရှင်။ကျွန်မသတင်းပထမဆုံးလေးမှာပြောသလိုပေါ့နော်။အိမ်သာမှဲ့လာတာရှင်။တာယာတဲ့အိမ်ကိုပဲအဲကောင်းဆောင်ကောင်းနေလာပါတယ်။အဲ့တော့ကျွန်မတို့အိမ်သူအိမ်သားတွေအားလုံးကတာယာတဲ့အိမ်လေးဖြစ်အောင် ကြိုးစားနေထိုင်မှာပါ။ကျမတို့တွေကကိုယ့်ရဲ့အိမ်မှာနေပြီးတော့တဆူဆူတပူပူလုပ်နေမယ်ဆိုရင် ကျမတို့ကတာယာအေးစက်နဲ့ဒိဋ္ဌိကေဟာမဖြစ်ပါအောင်ရှင့် တတိကေဟာမဖြစ်ဘူးဆိုရင်အေကောင်းဆောင်ကောင်းလေးလည်းမလာဘူးပေါ့ရှင်အရာအလုံးကတွဲဆက်နေပါတယ်ဒါလေးအတိတ်တရှိပြီးတော့ကိုယ့်ရဲ့အိမ်ကိုတာယာအောင်နေထိုင်ကြပါစိတ်တက်တဲ့အမူကျင့်နေရာစာပြုပြင်ပြီးတော့နိုင်ငံစိုးကျိုးဖြစ်စေမယ့်အရာတွေဆိုရင်ဘာမှမလုပ်ပါနဲ့လို့ကျွန်မကတိုက်တွန်းလိုက်ပါရစေရှင်ကျွန်မနိုင်ငံအတွက်ကံကောင်းခြင်းတွေတဖြည်းဖြည်းရောက်ရှိလာပါပြီဒီကံကောင်းခြင်းတွေနဲ့ကျမတို့အားလုံးထိုက်တန်ဖို့ဆိုတာကတော့ကျမတို့တူးတူတယောက်ချင်းစီကလောက်ကင်ထားခဲ့တဲ့ကံတရားတွေနဲ့လည်းတတ်ဆိုင်ပါလိမ့်မယ်။ကံဆိုတာအလုပ်ပါပဲရှင်။ ဒါကြောင့်ကိုယ့်ရဲ့နိုင်ငံအတွက်ကောင်းလာလုပ်ခဲ့တဲ့သူတွေအားဆိုရင် ကောင်းချိုးခံစားရမှာဖြစ်တယ်။ကိုယ့်နိုင်ငံစိုးချိုးဖြစ်သွားစေဖို့အတွက်လုပ်ခဲ့တဲ့သူတွေကတော့စိုးချိုးကိုမလွဲမသွေခံစားရမှာဖြစ်ပါတယ်ရှင်။ဒီချက်လေးရတာကျမတို့အားလုံးသတိပြုစင်စင်ရမယ့်အချက်လေးသာဖြစ်ပါတော့တယ်ရှင်။မိဘပြည်သူများရှင်ဒုတိယသတင်းလေးကိုတော့ကျွန်မမိဘပြည်သူများအားလုံးစိတ်ဝင်စားနဲ့သိကျင်နေကြတဲ့သတင်းလေးကိုမျှဝေပေးချင်ပါတယ်။အညူးကြီးမှာအဖွဲ့ဝင်ဖြစ်နေရဲ့ ဖြစ်နေခဲ့တယ်ပေါ့နော်ဒေါက်တာဆာဆာဟာဆိုရင်နှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်ရှင်။ဒီသတင်းလေးကိုကျွန်မ တင်ဆက်ပေးခြင်းပါတယ်။ဒီအမျိုးသားညီညွတ်ရေးအစိုးရဆိုပြီးအမည်ခံထားတဲ့ NUG အကြံဘက်ဖွဲ့ရဆိုရင်2021နောက်ပိုင်းလေးပေါ်ထွက်လာခဲ့တာဖြစ်တဲ့ဒီကနေမှ PDS ဆိုတဲ့လက်နက်ကန်အဖွဲ့ကိုဖန်တီးပြီးတော့ PDS ကိုလက်ကန်ထုတ်နေတဲ့အသုံးချပြီးမြန်မာနိုင်ငံထဲမှာအကြံဘက်မှုတွေကျူးလွန်နေရဲဆိုတာပြပသူများလည်းအားလုံးသိပါပဲ။အဲ့တော့ဒီအဖွဲ့ဟာဆိုရင်အလူငွေလေသူတို့ကပြည်သူတွေစီကလည်းရှူတယ်အခြားအခြားသောကမ္ဘာမှာရှိတဲ့ဒီမိုကရေစီအရေးကိုလှုပ်ရှားခြင်းနဲ့ဆိုတဲ့အဖွဲ့အစည်းတွေဆီကလည်းယူတယ်။နောက်ဆုံး လူမျိုးသားတွေအရေးကိုဆောင်ရွက်နေတဲ့ဘင်္ဂလီအရေးကိုဆောင်ရွက်နေတဲ့အဖွဲ့အစည်းကြီးတွေကအစအဲ့ဒီဖွဲ့စည်းကြီးတွေစီကအစပေါ့နော်ထောက်ပံ့ကြေးယူနေခဲ့တယ်ဆိုတာကျမတို့အားလုံးလည်းသိပြီးသားကိစ္စပါပဲပတ်စံလေးကိုသူတို့ကယူတာယူရဲပြန်လဲတုံးချတဲ့နေရာမှာကျတော့ကိုဂျိုးစီးပွားအတွက်တုံးချကြတယ်သူတို့မိသားစုတွေနိုင်ငံခြားမှာခေါ်နေတယ်ကြောင်းနေထားတယ်မြန်မာနိုင်ငံသူတွေကြတော့ PDF လက်ထဲမှာဒုက္ခရရောက်အောင်ဖန်တီးထားတယ်ဆိုတဲ့အခြေအနေတစ်ခုမှာမိဘပြည်သူတွေကအန်ယူဂျီကိုတောင်းလှန်လာကြတယ်မယုံကြည်ကြတော့ဘူးပေါ့နော်တောင်းလှန်ရေးဆိုတာလည်းမယုံကြတော့တဲ့အခြေအနေမှာသူတို့ဟာ ြစ်ပြင်ပြောင်းလဲရေးဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ရဲ့အစိုးရအဖွဲ့လို့အမိခံထားတဲ့အဖွဲ့ကိုပြင်ပြောင်းလဲမှုတွေလုပ်တဲ့ရှင်။အဲ့လိုပြင်ပြောင်းမှုလုပ်တဲ့ခါမှာသူတို့ဖွဲ့စည်းထားတာဝင်းဌာန18ခုတည်တည်သူတို့ပထမဖွဲ့စည်းထားတယ်။အဲ့ဒီ18ခုကနေပြီးတော့၄ခုကို short ချဖို့စီစဉ်ထားပါတယ်ဆိုပြီးတော့အန်ယူဂျီကတာဝန်ရှိတဲ့သူတွေကသတင်းဌာနတွေကိုပြောကြားနေခဲ့တာဟာလွန်ခဲ့တဲ့လပိုင်းလောက်ခဲကနေပြီးတော့ပြောကြားနေခဲ့တာဖြစ်ပါတယ်။သူတို့ကနေပြီးတော့2025နိုဝင်ဘာလ14ရက်မှာဆိုရင်ဒီလိုမျိုးအပြောင်းလဲမှုလုပ်မယ်ဆိုပြီးတော့သတင်းမီဒီယာတွေကိုတရားဝင်ပြောကြားထားရှိပါတယ် ကျွန်မအနေနဲ့ဈာပြက်လေးပြောချင်တာပေါ့နော်။ NUG ကသူတို့အစိုးရဖွဲ့တယ်ဗားတယ်ဆိုပြီးတော့ဒါရက်အလကားလောက်တာမဟုတ်ဘူးရှင့်။အဲ့လိုဖွဲ့လိုက်တဲ့အစိုးရအတိုင်းမှာယာဒူးတွေသူတို့ပေးထားတယ်ဝင်ကြီးရှိရဲ့ဒုဝင်ကြီးရှိရဲ့စသဖြင့်ပေါ့နော်။အဲ့ဒီလူတွေကို NUG ကလာစာပေးထားတယ်ရှင့်။ NUG ရဲ့လာစာဒေါ်လာ1000ဆိုပြီးတော့ကျမတို့ကြားဘူးတယ်။ဒါတို့တချို့ကမယုံကြဘူးပေါ့နော်။မယုံလဲရပါတယ်ဘာမှဖြစ်ပါဘူး။ဘာကြောင့်လဲဆိုတော့ NUG ရဲ့လူတွေနိုင်ငံခြားမှာနေတဲ့အချိန်မှာဘာစီးပွားရေးမှမရှိဘဲနဲ့၄-၅နှစ် ခမင်းထိုင်စားနိုင်နေဆိုခဲကသူတို့လာစားတာဒေါ်လာတထောင်ဖြစ်တယ်ဆိုတာကငတုံးနေလောက်ပဲမယုံပါအသိဉာဏ်ရှိရဲ့လူကတော့အပွေးမြင်ပင်သိတယ်ရှင့်ပြီးတော့ပြည်သူတွေဇီရရတဲ့ပတ်စံတွေကပီတဲ့တေစီကိုသွားတာကတော့နှစ်ပဲနဲ့6ပြာအညူကြီးကဝင်ကြီးတွေဝင်ငယ်တွေဝင်လက်တွေကတော့ရှာတွေ့အစဉ်စဉ်ရှူပြီးတော့ဒေါ်လာတထောင်တို့ဒေါ်လာတထောင်ခွဲလို့ယူနေတာကပိုများနေတဲ့အတွက်တော်လှန်ရေးဟာလည်းဆုတ်ယုတ်လာခဲ့တာဖြစ်တယ်။ PDF တွေအရဆိုရင်တခိုးတည်းမြဘွားကိုရောက်ရှိသွားခဲ့တာဖြစ်တယ်ရှင်။အရာအလုံးကကျွဲကူးရေးပါဆိုသလိုဖြစ်သွားခဲ့တာ။ ဒါလေးကကျွန်မဂျားပြပြောပြတာပေါ့နော်။ဒါအန်ယူစီကနေပြီးတော့သူ short ချဖို့စီစဉ်လိုက်တဲ့ဝင်းဌာန၄ခုကပါလဲဆိုရင်ဒီဒေါက်တာဆဆဦးဆောင်နဲ့ပြည်ဆိုင်ရာလုံခြုံရေးဝင်းဌာနဆိုတဲ့ဟာပေါ့နော်။ဒါသူတို့ဝင်းဌာနဆိုရင်တရားဝင်တော့မဟုတ်ပါဘူး။ရှင်သူတို့ကိုယ်တိုင်တရားမဝင်အဖွဲ့စီလေ။တရားမဝင်အဖွဲ့စည်းရဖွဲ့ထားတဲ့ဝင်းဌာနတွေဆိုတာတရားမဝင်အဖွဲ့တွေပဲဒါပေမဲ့လည်းကျမတို့ကသူတို့ပြောတဲ့အတိုင်းမိဘပြည်သူများနားလည်အောင်ပေါ့နော်မိဘပြည်သူများလည်းတချို့အနိမ့်ဘပြည်တွေရှိရလေဟုတ်လားသူတို့အစိုးရအဖြစ်သတ်မှတ်ထားတဲ့အတွက်ကျမတို့ကလည်းဒါရှင်းပြတာပါနော်ရှင်းပြတာပါ နောက်ထပ်ဌာနတစ်ခုကကြတော့ဥထင်လင်းအောင်ဥဆောင်တဲ့ဆက်သွယ်ရေးအချက်အလက်နဲ့ဤပညာဘုံရေးဌာနတဲ့အဲ့ဒါကိုလည်းသူတို့ဖြတ်တယ်ရှင့်အဲ့ဒီဌာနကကြတော့သူတို့လုပ်ထားရှိရဲ့ဆက်သွယ်ရေးနဲ့သတင်းအချက်အလက်ပညာဆိုပြီးတော့ Radio NUG ဆိုပြီးလုပ်ထားရှိရဲ့လေအဲ့ဒီ Radio NUG ကလည်းဘန်နာရီခက်ခဲဘန်နာရီခက်ခဲပေါ့နော်ရှိပါတယ်ဆိုပြီးတော့2025နိုဝင်ဘာလ9ရက်နေ့မှာပဲတရားဝင်ရက်ဆိုင်သွားခဲ့ပြီးပြီး ဘာလို့အရာအလုံးအဲ့ဒါတွဲဆက်နေရပါရှင်တို့ကတို့လာစာယူဖို့တော့ပတ်စံရှိတယ်။တို့လောက်ထားတဲ့ဌာနတွေမှာလဲပတ်ဖို့ပတ်စံကြောင့်တို့ကမရှိဘူး။ဆိုအညူကြီးရဲ့အနေထားပါတော့အဲ့လိုမျိုးရှင်။နောက်ထပ်ဖြတ်သိမ်းခံရတာဒေါခင်မမမျိုးဦးဆောင်တဲ့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနတဲ့။ကျမစဉ်းစားရင်အညူကြီးကဒီစီကူးလို့ခေါ်ပါပေါ့နော်စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကိုဘာကြောက်ထောင်တာလဲမသိဘူးရှင်။အဲ့ဌာနကဘာလုပ်ရလဲမသိဘူး။ကျမတို့တော့စဉ်းစားမိရပေါ့နော်။ဘာကြောက်လဲဆိုတော့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဆိုတာကျမတို့ဒါ နားလည်ထားတာကနိုင်ငံတစ်ခုရဲ့စီးပွားရေးအတွက်ကိုဒီဌာနတွေအလုပ်လုပ်ရတာဆိုတော့ NGO မှာဗားစီးပွားရေးရှိလို့လေ NGO ကအလူခံမယ်အလူခံလဲသူကပြည်သူစီကအလူခံတယ်အဖွဲ့အစည်းတွေစီကအလူခံတယ်နိုင်ငံတွေစီကအလူခံတယ်သူအလူခံတာပဲလုပ်တာလေအလူခံတာစီးပွားရေးမှမဟုတ်တာရှင်စီးပွားရေးမှမဟုတ်တာအလူခံတာဒါပြင်တော့ရှိသေးရဲ့သူတို့ကအဲ့အလူခံတဲ့ပတ်စံနဲ့အခုဆိုရင် ခရစ်တိုငွေကြေးဈေးကွက်ကိုပါဝင်ပြီးတော့ကစားနေတာရှိသေးရဲ့အဲ့ဒါလည်းကျွန်မတရက်တေချာလေး data ချက်လက်နဲ့ရှင်းပြပါအောင်မယ်ကျွန်မတေချာလေးကိုလေ့လာနေရပါတော့ဒါလည်းကျွန်မဂျာဘက်ပြောပြတာသူတို့စီကူဆိုတဲ့ဌာနကိုသူတို့ကဖွဲ့ထားပြီးတော့ဘာစီဝိုင်းလောက်ကြအဲ့ဒါကျွန်မလည်းစဉ်းစားလို့မရအောင်ပေါ့နော်ကြည့်ရတာတို့စီဝါရေးကဘာလဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့ PDF တွေတချို့ရွှေလုတ်ကွက်တွေပတ်မှာသွားပြီးတော့ဒီကောင်နေနေစိုးမိုးထားတာလေမိုးဖို့မှာဆိုရင်ကြောက်တွေကို TNL နဲ့ပေါင်းပြီးတော့ရိုက်စားတာလေစီဝါရေးတမိုင်းစီရရှာရတယ်ပေါ့နော်အဲ့ဒီကရတဲ့အခွန်တွေကဒီလိုမျိုး စီးပွားကူးတန်းပါညာနေသွားရလားမသိဘူးရှင်ကျွန်မစဉ်းစားမိရလေးပေါ့နော်ဟိုဌာနဆိုပြီးဖွဲ့ထားရဲဆိုမှတော့အလုပ်တစ်ခုကတော့ရှိမှာပဲလေအလက်ခိုင်းတော့ဖွဲ့ထားမထားတော့ဘူးလို့ကျွန်မထင်တာပဲဘယ်လိုသူတို့စီးပွားရေးတရားဝင်စီးပွားရေးတော့မဖြစ်နိုင်ဘူးအော်တစ်ခုရှိသေးရဲ့အညူစီက PJ တွေလုပ်တဲ့စီးပွားရေးရှိသေးရဲ့ AA နဲ့ပေါင်းပြီးတော့တရားဝင်စီးပွားရေးရောင်းဝယ်တဲ့စီးပွားရေးရှိသေးအဲ့ဒီကနေရတဲ့ဆက်ကြေးတွေကိုသူတို့ကဒီစီးပွားရေးဆိုတဲ့ဌာနကနေကင်တွယ်စီမံတာလားတော့မပြောတတ်ဘူးရှင်ဒါပေမဲ့အခုဒီဟာကြီးကိုဖြုတ်လိုက်ပြီးဆိုတော့ စည်းဝိုင်းမလုပ်တော့ဆိုတဲ့ဘောလားဘယ်လိုလဲပေါ့နော်ကျမတို့ဒါစဉ်းစားခက်ပါတယ်နောက်ထပ်ဌာနတစ်ခုကကြတော့ဥနိုင်ထုံးဖေခေါ်နိုင်သူဝနဥဆောင်တဲ့လုံတပဝင်ကြီးဌာနတဲ့ဒီဌာနတွေဖြုတ်လိုက်ပြီပေါ့နော်အဲ့တော့ဒီဥနိုင်ထုံးဖေဥဆောင်တဲ့လုံတပဝင်ကြီးဌာနကလည်းဘာလုပ်တာလဲမသိဘူးရှင်သူ့ကိုကြည့်ရဘာမှလည်းတရားဝင်မရှိပဲနဲ့ဥမာထိုင်းမှာဆိုလောက်သမားကြီးရကိစ္စဖြစ်တဲ့ဆိုမြန်မာနိုင်ငံကပဲလုပ်ပေးရတာဘာလို့ဆိုမြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်မြန်မာနိုင်ငံတရားဝင်လောက်သမားကြီးရဝင်ဌာနကပဲလုပ်ပေးရတာသူတို့က တရားဝင်လည်းမဟုတ်ဘူးလေသူတို့တော့လို့တော့ထိုင်းရလက်ခံပါတယ်လက်ခံဦးရှင်လက်ခံဘယ်နိုင်ငံမှာတရားမဝင်တဲ့အဖွဲ့အစည်းတွေလာပြီးတော့သူတို့ ਨੇ ပူပေါင်းဆက်သွယ်လှုပ်ဆောင်တာဘယ်သူမှလက်ခံဘူးဒါကြောင့်လည်းဖြုတ်လိုက်တာလားမသိဘူးเนาะသုံးစားလို့မရမဲ့သူဖြုတ်လိုက်တာဖြစ်ဖို့များတယ်ရှင်အဲ့တော့ဒီလိုမျိုးဖြုတ်မယ်ဆိုတဲ့တဲ့နေရကြားပြီးသားဖြစ်တယ်ဒါကြောင့်ဒေါက်တာဆဆာကနေပြီးတော့အခုပေါ့နော်ဒီသူ့ရဲ့သူတာဝန်ယူထားတဲ့နေရကနေပြီးတော့နှုတ်ထွက်သွားတယ်ဆိုတာကထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးကျွန်မတို့တော်ကပေါ့နော်တချို့တော်တော်ထူးဆန်းနေမှာဆိုတော့ကျွန်မပြောပြတာပါ ဒေါက်တာဆဆာအခုလိုမျိုးအန်ယူဂျီကနေပြီးတော့နှုတ်ထွက်သွားတဲ့ဆိုတဲ့အကြောင်းကိုနိုဝင်ဘာလ29ရက်နေ့မှာတဲ့စတင်ထားတာရှိပါတယ်ဆိုပြီးတော့အန်ယူဂျီကဝင်ကြီးချုပ်ရုံးဆိုလာအဲ့ဒီကပြောရေးဆိုခွင့်ရှိသူနေဖုံးလက်ကနေပြီးတော့အတည်ပြုပြောဆိုထားပါရှင့်ဒီတော့တေချာသွားပြီပေါ့နော်ဒေါက်တာဆဆာဆိုရင်ဒီကနေထွက်မယ်ဘာကြောင့်ထွက်လဲဆိုတာသူမပြောပေါ့နော်သူတို့ကတော့ဘရော့မတ်တာတွေထုတ်ပြောမှာမဟုတ်ဘူးရှင့်ဒါပေမဲ့တေချာတာသူတို့ကြားထဲမှာတစ်ခုခုတော့ဖြစ်သွားခဲ့တာအမှန်ပဲ အညူစီအခွဲထားတဲ့ဝင်ထဏာတွေအားလုံးကတရားဝင်တာလည်းမရှိဘူးအစားတွေကဘာမှလည်းအလောက်ကန်အမေတရမရှိဘဲနဲ့ရှောက်ခွဲထားတဲ့ဖွဲ့စည်းဖြစ်တဲ့အတွက်သူတို့ကြားထဲမှာအလုံးမရှိအကန့်မရှိနဲ့ဘာလို့ပြဿနာတက်သွားကြလဲတော့မသိဘူးရှင်ဒေါက်တာဆဆာတော့နှုတ်ထွက်သွားခဲ့တယ်ပေါ့နော်ကောင်းပါရဲ့ရှင်သူနှုတ်ထွက်သွားတော့လေအညူကြီးကိုအပိနေတဲ့သူတွေအတွက်နည်းနည်းလေးလေကြီးမိုးကြီးတိုက်တဲ့လူတယောက်လျှော့သွားတာပေါ့ရှင်ဒေါက်တာဆဆာနည်းနည်းလေကြီးမိုးကြီးတိုက်တယ်ဘယ်လောက်ထိလဲဆို2021ကိစ္စမှာတော့တိုက်စီသမားရောင်ဆောင်ပြီးထွက်ပြေးတယ်ဆိုပြီးပြောတာသူသူသူ့သူများခေါ်တဲ့ နာမည်တစ်ခုရှိသေးရဲ့ရှင်နာမည်ပြောင်းပေါ့နော်အဲ့နာမည်ပါလဲဆိုတော့ချေလူလင်းနဲ့ချေလူလင်းဆိုတာပါလဲဆိုတော့ချင်းလူလဲလို့ပြောတာရှင်ချင်းနဲ့မှာမှာတကယ်ကိုလဲတဲ့လူပေါ့နော်အရင်ကလည်းသူကဘောမာတယ်ဘောမာခဲ့တဲ့ဓာတ်ပုံလေးလည်းရှိရဲပေါ့နော်ဘောလည်းမာတယ်အခုကျတော့လည်းထမိန်ချုံတဲ့ချုံနေပေါ့ဒေါ်လာရေးဆိုတာဟောက်ကောင်းစင်ပြပြီးတော့လာစာဒေါ်လာ1000လား1000ခွဲလားယူတဲ့လဲယူတယ်ဆိုတော့သူကတော်တော်လဲတဲ့လူပေါ့နော်အခုအချိန်နေမကောင်းတဲ့အချိန်မှာနှုတ်ထွက်တယ်ဆိုတော့ သူဒီချိန်လူလဲမယ်တိတ်ထားတဲ့ချိန်လူလဲမယ်ပေါ့နော်ဒီတော့သူ့နာမည်နဲ့သူ့ရဲ့ compound နဲ့သူ့ရဲ့ချင်းနဲ့သူ့ရဲ့လုံဆောင်ချက်နဲ့ကြိုက်တယ်ရှင်เนาะအဲ့တော့ဒေါက်တာဆဆာဒီချိန်လူလင်းဖြစ်တယ်ချိန်လူလင်းဟာဆိုရင်အညူဂျီကနေပြောနှုတ်ထွက်သွားခဲ့ပါပြီဒါလေးကတော့တရင်နှစ်ချုပ်လေးပါရှင်အညူဂျီကတော့ပြောရမယ်ဆိုရင်သူတို့ပြောတဲ့စကားအတိုင်းပဲပေါ့နော်တဖြည်းဖြည်းနဲ့ခွာပြဲလာပြီးဇက်ပြက်တို့ဖြစ်လာကြပြီးဇက်ကောင်းကွဲလာကြပြီးဒီဖွဲ့စည်းကိုယုံကြည်နေတဲ့သူတွေကတော့ယနေ့ချိန်ဒီမြန်မာပြည်ထဲမှာတက်ရှင်နေထိုင်ပြီးတော့စစ်တပ်ပြုတ်ကြရေးကိုမျှော်လင့်နေကြတော့မယ်ရှင်စေကူရဲ့အိမ်မမတ်နေကြတော့မယ် ကျမတို့မဖြစ်နိုင်တော့ဘူးလို့ပြောရတယ်သူတို့မယုံကြအောင်ဆိုတော့လူစားရဲ့ယုံကြည်ချက်နဲ့အသက်ရှင်တာဆိုတော့လေဟုတ်ပါတယ်သူတို့မှယုံကြည်ချက်လေးတခုတော့မရှိတော့ဆိုအသက်ရှင်ဖို့တော့ခက်မလားမသိဘူးရှင်စိတ်တက်တွေကြာပြီတော့ပေါ့နော်အဲ့လိုဖြစ်သွားမှလည်းစိုးပါတယ်ဒါကြမှာတော့တဲ့အနေနဲ့တက်ဆက်ပေးတာပါဒီသတင်းပေါ်မှာခံယူချက်ဘလို့ရှိရှိဒါမိဘပြည်သူတွေရွေးချယ်ရတာဖြစ်ပါတယ်မိဘပြည်သူတို့နီနီစိမ့်စိမ့်အညူကြီးကတနေ့ကျရင်ပျက်စီးသွားမှာပဲဆိုတဲ့အမှန်တရားတော့အညူကြီးကိုထောက်ခံတဲ့သူပဲဖြစ်စေမထောက်ခံသူပဲဖြစ်စေ သိကိုသိရမယ်အမှန်တရားဖြစ်တယ်တနည်းမဟုတ်တနည်းမြင်ကိုမြင်ရမယ်အမှန်တရားဖြစ်တယ်ဆိုတာလေးကိုပဲကျွန်မတည်းနှိမ့်ချုပ်လိုက်ရနေပြီးတော့ပြောကြားလိုက်ပြရစီတော့ရှင်မိဘပြည်သူများရှင်မိဘပြည်သူများအတွက်နောက်ထပ်အကျိုးရှိမဲ့သတင်းလေးတစ်ပုဒ်ပါကျွန်မပြောပြချင်ပါတယ်မိုးကုတ်မြို့နဲ့သက်ဆိုင်တဲ့သတင်းလေးပါမိုးကုတ်မြို့တရင်အောင်နားဆွင့်နေကြတဲ့သူရှိတယ်။အဲ့ဒီလူတွေကပါလဲဆိုတော့မိုးကုတ်မြို့ကနေပြီးစစ်ဆောင်ခဲ့ရတဲ့မိဘပြည်သူတွေ။တနေကြီးမှာဒုက္ခရောက်ကြတယ်။ငါတို့မိုးကုတ်ကိုဘယ်တော့ပြန်ခွင့်ရမလဲဆိုရင်မျောလင်းကြက်လေးတွေနဲ့စောင့်မျှော်နေကြတယ်။အစိုးကြောင့်လည်းမိုးကုတ်ထဲမှာမထွက်နိုင်ဘဲပိတ်မိနေတယ်။ ပြည်ထက်တွေလှုပ်ဆောင်ချက်တွေမြင်နေရတဲ့ TNL ကနေမိုးကုတ်မြို့ကိုမွစာကျဲနေအောင်မိုးကုတ်ခေါက်ကွင်းဆိုရစရာမရှိတော့ဘူးမွစာကျဲနေအောင်သူတို့မြို့ဖျက်ဆီးနေရဆိုတာသူတို့မြင်နေရတော့ဒီကောင်တွေမလိုချင်တော့တဲ့သူတွေပေါ့နော်အဲ့ဒီအဖွဲ့တွေကမိုးကုတ်မြို့ကနေဒီကောင်တွေဘယ်တော့ဆုံခွာမလဲဆိုတာကိုမျှော်လင့်နေကြတဲ့အခြေအနေတစ်ခုမှာအခုဆိုကျမတို့ကြားသိရတဲ့သတင်းလေးပေါ့နော်မိုးကုတ်ကနေပြီးတော့ PD အဖွဲ့တွေကလည်းနိုဝင်ဘာလ 29ရက်နေ့ညနေပိုင်းလောက်မှာမြို့ကနေပြီးတော့စုဖွာသွားခဲ့တယ်ဆိုပြီးတော့တရင်ရရှိထားပါရဲ့ရှင့်အခုဆိုတရင်ဌာနတွေမှာလည်းဒီတရင်လေးကိုပလူပြန်နေအောင်တင်နေကြပြီဖြစ်ပါတယ်မျိုးလေးမှာတဲ့ဒီသူတို့မြင်နေကြ PDF တွေပေါ့နော်မတွေ့ရတော့ဘူးတဲ့တက်တွေအကုန်လုံးပေါ့နော်တက်ဖြစ်နေသူတို့ရွှေ့ပြောင်းသွားခဲ့ပြီဆိုတော့မျိုးကန်နေကိုယ်တိုင်ကပြောကြားထားပါတယ်ရှင်။ဒါပေမဲ့ TNL အဖွဲ့ချုပ်ကတော့မျိုးလေးမှာရှိနေသေးရဲ့ဆိုပြီးတော့လေသူတို့ပြောကြားထားပါတယ်။ဒါအပြင်မိုးကုတ်မျိုးကန်နေပြောတာပေါ့နော်တက်မတော်နေပြီးတော့မိုးကုတ်မျိုးလေးကိုလာကုန်လောက်နေဝင်မယ်ဆိုပြီးတော့လေသူတို့က တို့ကြားတဲ့သတင်းလေးကိုဝါရှင်ပြုတ်ပြတ်ထားပါတယ်ရှင့်ကျမတို့ဘယ်ဟာမှတော့အတီးပြုတ်ဖို့အတွက်ခတ်ပါတယ်ဘရော့ဝင်မမွင်းဆိုတော့မသိဘောနော်ဒါပေမဲ့ကျမတို့ကြားသိရတဲ့သတင်းအရဆိုရင်မိုးကုတ်မြို့ကို TNL လေးကနေပြီးတော့ခံမတိုက်တော့ဘူးပထမတော့ PJ တွေကမိုးကုတ်မြို့ကိုကောက်ွယ်မဲ့ဘာပဲဆိုလေးကြီးမိုးကြီးပြောတိုက်လိုက်တာပေါ့ရှင်ဒါပေမဲ့ကျမတို့ပြောသလိုပဲအဲ့ဒီကိစ္စပြောတော့ကကျမတို့ပြောတယ်ပေါ့နော်မိုးကုတ်မြို့ကို PJ တွေကောက်ွယ်မဲ့ဆိုတော့ကျမတို့သတင်းတင်ဆက်တဲ့အခါကျမတို့ထည့်ပြောတယ်သူတို့မမိုက်ကြနဲ့တော့မိုးကုတ်မြို့ကိုကောက်ွယ်မဲ့ဆိုတော့ဘလောက်တိုင်းတာဒီကောက်ွယ်မှာမဟုတ်လို့လဲ တက်မလို့ထိုးစစ်ကိုရှေ့ရဖွဲ့ပြီးမြင်ပြီးပြီကျွန်တော်တို့ကရှင်းပြလို့ရှင်ဒီစစ်ပွဲတွေကြားထဲမှာအသက်တွေကိုအလကားဆုံရှုံသွားတာမျိုးမလို့ချင်းမျိုးတွေပျက်စီးသွားတာလည်းမလို့ချင်းမိုးကုတ်မျိုးမှာထပ်ပြီးတော့စစ်ပွဲတစ်ခုထပ်ဖြစ်မယ်ဆိုရင်ပထမဆုံးပျက်စီးမှာမိုးကုတ်မျိုးဒုတိယပျက်စီးမှာမိုးကုတ်မျိုးကမိုးကုတ်မျိုးကိုမစွန့်ခွာနိုင်ဘဲနဲ့နေနေရတဲ့ပြည်သူအချို့ နောက်ထပ်ပျက်စီးမှာကအဲ့ဒီမှာခံတိုက်မဲ့ PDF တွေ PDF နဲ့ဆက်နွယ်ပတ်သက်တဲ့သူတွေအားလုံးကအသက်တွေပဲရှင်လူတယောက်ချင်းစီရဲ့အသက်တွေအားလုံးကိုကျွန်တော်တန်မိုးထားတယ်အပြစ်ရှိတယ်ဆိုတော့မှဒါဥပဒေရရေးယူခံရမယ့်အခြေအနေကိုပဲကျွန်တော်တို့တွန်းပို့တယ်လူတယောက်ရဲ့အသက်ကိုကျွန်တော်တို့ဟာအသက်ရှင်စေအသက်သေစေဆိုပြီးဆုံးဖြတ်ပိုင်ခွင့်ဘယ်သူမှမမရှိဘူးရှင်မဟုတ်ကြစစ်ပွဲတွေဖြစ်တယ်ဆိုတော့မှအတက်နိုင်ဆုံးအသက်တွေမဆုံးရှုံးစေခြင်းနဲ့အတွက်တိုက်တဲ့နဲ့နေရာတိုက်ပါမတိုက်တဲ့နဲ့နေရာမှာအမိုက်မခံပါနဲ့လို့ကျွန်တော်တို့မြဲတက်ဆက်တာဒါတရေသမားတယောက်ရဲ့ကျင့်ဝတ်နဲ့ လူသားတယောက်ရဲ့လူသားဆံမှုစိတ်နဲ့ကျမတို့တင်းနဲ့တင်းဆက်ပေးတာဘယ်သူမှကျမတို့မျောက်ထိုးပင့်ကောမလုပ်ဘူးတိုက်ကြတိုက်ကြဆိုကျမတို့ဘတော်မှတက်မလို့လဲကျမတို့မျောက်ထိုးပင့်ကောမလုပ်ဘူးပီတက်တွေလည်းမလုပ်မျောက်ထိုးပင့်ကောမလုပ်ဘူးမအားကြလို့ဆိုတော့စစ်ပွဲကြီးရဲ့အစိုးချုပ်တွေကျမတို့သိရလေစစ်ပွဲကြီးဖြစ်လာရင်တက်မလို့သားတွေလည်းထိမယ်ပီတက်တွေလည်းထိမှာပဲစစ်ဖြစ်တယ်ဆိုတာကလက်နက်တွေနဲ့ပြစ်ကြတာရှင့်ပန်းနဲ့ပေါက်ကြတာမဟုတ်ဘူးပန်းနဲ့ပေါက်တယ်ဆိုတော့ကိစ္စမရှိဘူးနစ်ပန်းလေးငါပေါက်ငါပန်းလေးနဲ့ပေါက်ထိရဲ့လူကဒီကစားပွဲကနေထွက်ဆိုရင်တော့ဒါဟာကိစ္စမရှိဘူးပေါက်ကြတယ် ။တနက်နဲ့ပြစ်တာတနက်ဆိုတာကြီးစံပါတယ်ရှင့်။လက်နဲ့ကြီးရေပါတယ်။လေချောင်းပစ်ခတ်တွေပါနိုင်တယ်။ဟုတ်တယ်နော်ကျွန်မပြောတာ။အဲ့တော့အားလုံးဆုံးရှုံးနိုင်တဲ့ကိစ္စရဲ့ကြီးဒါကြီးဒီဆုံးရှုံးမှုကြီးရတယ်ကျွန်မမြန်မာနိုင်ငံမှာပဲဖြစ်မှာ။ကျွန်မမြန်မာနိုင်ငံသားတွေမှာပဲဖြစ်မယ်ဆိုတဲ့ဟာကိုကျွန်မတို့ကဘာလို့လက်ခုပ်လက်ဝါးတီးပြီးတော့တိုက်ကြတိုက်ကြလို့ပြောနေမှာလဲရှင့်။ကျမတို့ကကိုချင်းစာတရားလေးတော့နောက်ဆုံးလက်ချက်ရှိတဲ့လေဟုတ်တယ်မလားကိုကဘယ်ဖွဲ့ဘာအပေးပါစေကျမတို့တိုက်ခဲ့တဲ့စစ်က၃လနှစ်ကြာခဲ့ပြီဆုံးရှုံးမှုနှစ်ဖက်လုံးမှာရှိနေပြီရတန်းတက်ပြီတော့မထင်ဘူးလား လူဆိုတာကတော့ကိုယ့်အကိုရှုံးတယ်လို့ဘယ်လက်ခံကျင်းမှာမလဲဒါပေမဲ့ကျမဒီညနေပြီးတော့မိဘပြည်သူများနီနီစိတ်စိတ်အားလုံးနားထောင်လို့ရအောင်ကျမပြောပြတာ2021ရစခဲ့တဲ့တိုက်ပွဲမှာမြမတက်တော်နိုင်သွားပြီရှင်တော်လန်ရေးဆိုတဲ့အရာရှုံးသွားပြီတော်လန်ရေးဆိုတာမရှိတော့ဘူးအကျန်းဘက်လက်နက်ကင်တွေဖြစ်သွားကြပြီအဲ့လိုဖြစ်သွားပြီးရဲ့နောက်မှာတော့မှအကျန်းဘက်သမားတွေအခုရှုံးနေပြီစပြီးတော့အဲ့တော့ကိုယ်တည်ရှုံးသွားပြီဆိုတဲ့ဘက်မှာနေတယ်ဆိုရင်တိုင်းမြင့်ညံ့အောင်ကြည့်ငါရှုံးပြီဆိုတော့လက်ခံနိုင်မှုလို့တယ် အဲ့လိုမှမဟုတ်ဘဲအခုဒီ PDF တွေကိုမျှော်လို့ပင့်ကောလုပ်ပြီးတိုက်ခေချခေဆိုတာကဘာလို့အဲ့လိုမျှော်လို့ပင့်ကောလုပ်နိုင်တာလဲသိလားအဲ့လိုမျှော်လို့ပင့်ကောလုပ်တဲ့သူတွေရဲ့မိသားစုနဲ့သူတို့ကိုယ်တိုင်ကအဲ့ဒီစစ်မြေပြင်မှာမရှိနေလို့လေကိုမိသားစုမရှိတော့ကိုချင်းစာတရားမရှိလို့အဲ့လိုစကားတွေပြောရတာရှင့်ကိုချင်းစာတရားရှိရတဲ့သူတွေကဘယ်တော့မှအဲ့လိုစကားမျိုးမထွက်ဘူးမထွက်ရက်ဘူးရှင့်သူများဘဝတွေသူများတတ်တွေသူများမိသားစုတွေမြို့တစ်မြို့ရဲ့ပျက်စီးဆုံးရှုံးသွားနိုင်တဲ့အခြေအနေတွေကိုအလကားအဲ့လိုမျိုးညှောက်ပင့်ကောမလုပ်ဘူးရှင့် ဒါလေးတော့လိုတယ်ပေါ့နော်အဲ့တော့ကျမတို့ကဒါသတင်းကောင်းလို့သတ်မှတ်တယ်ပီတက်တွေဘလိုပဲဖြစ်စုပ်ခွာသွားတော့ကောင်းတယ်မြို့မပြက်စီတော့ဘူးနောက်ဆုံးတော့ဒုံရင်ရဒုံရင်ပဲနော်မဟုတ်ဘူးမြို့ကြီးရဆိုရင်တက်မတော်ရဲ့စောင့်ရှောက်မှုအောက်မှာငကိုတိုင်းမဲ့ရှိနေရပဲကျမတို့ကအဆုံးသတ်မရှိရဲ့ခီးကြီးကိုတွောင်းနေကြတာပဲရှင့်ပီတက်တွေနဲ့လက်နက်ကင်တွေစစ်တိုက်နေခြင်းကစော်ဝိုင်းတစ်ခုထဲမှာလမ်းလျှောက်နေတယ်လို့ပဲသူတို့ဒီကတာဆထွက်တယ်သူတို့ခီးသွားတယ်သူတို့ခီးအဆုံးကဒီဝဲပြန်ရောက်တယ် အဲ့ဒါကိုသူတို့နားလည်ဖို့လိုပြီးအချိန်လေးကြာခဲ့ပြီးအသက်တွေလည်းအများကြီးပေးခဲ့ရပြီးနားလည်ဖို့လိုပြီးရှင့်လူငယ်လေးတွေမမိုက်ကြနဲ့တော့မင်းတို့အလင်းဝင်မို့သားစူးစမ်းကြတော့မင်းတို့အသက်တွေကိုလကားသုံးချနေတဲ့သူတွေလက်ထဲမှာမင်းတို့တော်လန်ရေးဆိုတာလည်းမရှိတော့ဘူးမင်းတို့ယုံကြည်တဲ့အရာလည်းဘာမှမရှိတော့ဘူးစစ်ဆိုတာအကြောင်းပြချက်ခိုင်လုံးမှတိုက်တန်တာလေအခုကခိုင်လုံးတဲ့အကြောင်းပြချက်လည်းမရှိတော့ဘူးနော်ဒါလေးကိုလူငယ်တွေနားလည်စေချင်တယ်မိုးကုတ်မြို့ရေးချမ်းပါစေလို့လည်းဆန္ဒပြုပါတယ်ဒီလိုလေးပဲအေးအေးချမ်းချမ်းနဲ့မိုးကုတ်မြို့လေးက တက်မလို့ရဲ့လုံကြုံနဲ့နှွေထွေတဲ့ဆောက်ရှောက်မှုအောက်မှာရှိနေပါစေပြည်တော်စုရဲ့ပိုင်ဆိုင်မှုအဖြစ်နဲ့ရှိနေပါစေမဟုတ်ဘဲမှာပျက်စီးသွားတဲ့အရာတွေကိုလည်းအားလုံးပြန်လဲပြီးတော့တိစောက်နိုင်ပါစေလို့သာကျွန်တော်ကဆန္ဒပြုဆုတောင်းပါတယ်ရှင်မိဘပြည်သူများရှင်ကျမရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နေပဲရှင်းနာပေးရစီရှင် ကျမသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးရမိဘသူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝါကြပါစေ။လူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမခန့်နေစုကဆုတောင်းမြတ်တာပို့သလဲရပါတယ်ရှင်။